မိတ်ကောင်းဆွေကောင်းလောကမှာလူတွေပြောလေးရှိကြတယ်အေးမိတ်ကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်ဆိုတာအတိမှပြုတ်ကြသို့တော့မိတ်ကောင်းဆွေကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဟာမိတ်ကောင်းဆွေကောင်းလဲမိတ်ကောင်းဆွေကောင်းရဲ့အတိအပယ်ကိုဖော်ထုတ်တဲ့အခါမှာကြတော့ လွဲချော်မှုတွေရှိကောင်းရှိလိမ့်မယ်နော်။သို့မဟုတ်မိကောင်းဆွေကောင်းကိုတရုပ်ဖော်တဲ့အခါမှာမပြည့်မစုံဖြစ်တာမျိုးတွေလည်းရှိနိုင်တယ်ပေါ့။မိကောင်းဆွေကောင်းလိုအပ်တယ်ဆိုတာတော့လူတိုင်းလက်ခံတယ်။ဘယ်ပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းလဲဆိုတာကြတော့မသိနိုင်ကြဘူးပေါ့။မိကောင်းဆွေကောင်းလိုအပ်တာဘယ်အတိုင်းအထာအထိလိုအပ်တယ်လဲ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘဝကြီးပွားရေးအတွက်လည်းမိကောင်းဆွေကောင်းလိုအပ်တာပဲ။နန္ဒီယဝုကလွတ်မြောက်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့နေရာမှာလည်းပဲမိကောင်းဆွေကောင်းလိုအပ်တာပဲ။လောကီယေကိစ္စဖြစ်ဖြစ်လောကုတ္တရာယေကိစ္စဖြစ်ဖြစ် မိကောင်းစိတ်ဟောင်းဟာအမတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်။မြတ်စွာဘုရားကကြီးပွားတုတ်တဲ့ဖို့အတွက်အင်္ဂါနှစ်ချက်ဖော်ပြထားတာရှိတယ်။လောကတန်တရာနှစ်ဖြာကြီးပွားရေးအတွက်နံပါတ်1မိကောင်းစိတ်ကောင်းရှိရမယ်။ဒါကအပြင်ဘက်ကအကြောင်းတရားလို့ခေါ်တယ်။ a star နဲ့ condition အပြင်ဘက်ကအကြောင်းတရားနောက်တစ်ခုကယောနိသောမနတိကာရမမှန်ကန်ကန်နှလုံးသွင်းစင်ကြင်တတ်မှုဆိုတဲ့အကြောင်းတရားလည်းလိုအပ်တယ်အပြင်အကြောင်းတွေကဘလောက်ကောင်းကောင်းယောနိသောမနတိကာရလို့ဆိုတဲ့ internal condition မကောင်းမှုဆိုလို့ရှိရင်လည်း ကြီးပွားတိုးတက်မှုမရနိုင်ဘူး။ဘက်ဆုံလိုအပ်တယ်လို့မြတ်စွာဘုရား။နေရာတိုင်းနေရာတိုင်းမှာမြတ်စွာဘုရားအကြောင်းကိုနှစ်ခုနှစ်ခုဟောလို့ရှိပါတယ်။သေချာတတိထားခြင်း external condition နဲ့ internal condition အပြင်ဘက်ကအကြောင်းတရားအတွင်းကအကြောင်းတရားအတွင်းနဲ့အပြင်ဒီနှစ်ခုပေါင်းစပ်ပြီးတော့မှ ထုတ်လုပ်လို့ရတယ်။ဒါအတိတ်တဘာဝကြတယ်ပဲ။လောကလည်းဒီတိုင်းပဲလေ။ဆိုပါစို့ဘုန်းကြီးတို့တွေနေ့စဉ်စားနေတဲ့အစာအာဟာရပဲချစ်။ခန္ဓာကိုယ်ရဲ့ကကျမ်းမာမှုလို့ဆိုရက်ကံ့ကြောင်ဖြစ်တဲ့ဩဇာလို့ခေါ်ရတဲ့အာဟာရယုတ်ကအချိန်နေကောင်းမှုလို့ပြင်ဘက်ကစားလိုက်တဲ့အစာထဲမှာပါလာတဲ့ ဗဟိတဩဇာအဲ့ဒါကလည်းကောင်းမှုလို့တယ်ဣဇတဩဇာအင်တာနယ်နျူထရီမန့်ဗဟိတဩဇာအစ်စတာနယ်နျူထရီမန့်အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့မှခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်နှစ်ခုရှိရတယ်ဒါကြောင့်မို့လို့အပြင်အစားအစာနဲ့လိုအပ်တယ် အတွင်းကကျမ်းမာရေးအခြေအနေကောင်းဖို့လည်းလိုအပ်တယ်။ကျမ်းမာရေးအခြေအနေမကောင်းတဲ့ပုဂ္ဂိုလ်ကိုဘလောက်ဖိကျွေးနေနေတိုးတက်လာမှာမဟုတ်ဘူးနော်။အေးဒါကြောင့်မလို့အတွင်းအပြင်ဆိုတာနေရာတကာမှာလိုအပ်တယ်ဆိုတာအင်မတန်မှလက်တွေ့ကြတယ်။ရသော်ဘုရားကလည်းဒီတိုင်းဟောတာပဲ။ပြင်ဘက်ကမိတ်ကောင်းဆွေကောင်းရှိရမယ်အတွင်းက ကိုယ်တိုင်က မှတ်ကန်တဲ့နှလုံးသွင်းတရားရှိရမယ်။အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရတယ်။အပြန်အားဖြင့်နားလည်ရမှာကအပြင်ဘက်ကမိတ်ကောင်းဆွေကောင်းမရှိဘူး။မကောင်းတဲ့မိတ်ဆွေရှိတယ်။ကိုကိုယ်တိုင်ကလည်းယောနိသောမနတိကာရလို့ခေါ်တဲ့မှန်ကန်စွာတွေးတောဆင်ခြင်တတ်မှု မရှိဘူးဆိုလို့ရှိရင် အကျိုးဆိုးရုံနေမယ်ပေါ့ဗျာမကောင်းကျိုးတွေကိုဖြစ်ဖို့ရလည်းပဲအခြေခံအဖြစ်ဒီအကြောင်းနှစ်ခုပဲကောင်းကျိုးချမ်းသာတွေရဖို့ဆိုတာလည်းပဲအခြေခံအဖြစ်ဒီအကြောင်းနှစ်ခုပဲအတွင်းနဲ့အပြင်အကြောင်းတရားနှစ်ရပ်ပေါင်းစပ်ပြီးတဲ့အခါကျတော့မှဘုန်းကြီးတို့တွေကောင်းကျိုးဆိုးကျိုးဆိုတာဖြစ်လာတယ် မိစ္ဆာဒိဋ္ဌိဖြစ်မှုတမ္မာဒိဋ္ဌိဖြစ်မှုနဲ့ပတ်သက်ပြီးတော့လေမြတ်စွာဘုရားဒီလိုပဲဟောထားတာရှိတယ်။နမူနာယူဖို့ရအတွက်ပို့ပြီးတော့ကြည်ကြည်ပြတ်ပြတ်နားလည်ဖို့အတွက်ဤလူတယောက်အတွေးခေါ်တွေမှားသွားအောင်အယူဆတွေမှားသွားအောင်မှားရင်းနဲ့အတွေးခေါ်တွေရအောင်အကြောင်းဘယ်နှမျိုးရှိတယ်လဲဆိုရင်နှမျိုးရှိတယ်တဲ့နံပါတ်1ကပရတောဂောတ တစ်ဖက်ကဟောပြောပို့ချတဲ့အပံတွေကဒါအပြင်ဘက်ကအကြောင်းတရားပဲအတွင်းပိုင်းဆိုင်ရာအကြောင်းတရားကအာယောနိသောမနတိကကိုယ်ထိုင်ကမမှန်ကန်ကန်ဆင်ခြင်နှလုံးသွင်းမှုမရှိဘူးတဲ့အပြင်ဘက်ကလည်းမမှန်ကန်တဲ့ဟောပြောချက်တွေကိုနားထောင်ရတယ်ကိုယ့်ရဲ့အတွင်းနှလုံးသွင်းမှုကလည်းမှန်ကန်မှုမရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိဖြစ်သွားတာပဲ မိစ္ဆာတ္တိဖြစ်ခြင်းအကြောင်းတရားအတွင်းအကြောင်းနဲ့အပြင်အကြောင်းထို့တူပဲသမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုရရှိဖို့ဆိုတဲ့နေရာမှာလည်းပဲအတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုပေါင်းစပ်ထားတာပဲပရဒေါခောတမမကန်ကန်ဟောပြောပို့ချတဲ့တရားဓမ္မအတန်ကိုကြားနာရတာကအပြင်အကြောင်းယောနိသောမနတိကာရ အသိဉာဏ်နဲ့ဆင်ញင်စဉ်းစားနိုင်မှုကအတွင်အကြောင်းအဲ့ဒီအကြောင်းတစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့သမ္မာဒိဋ္ဌိလို့ခေါ်တဲ့မှန်ကန်တဲ့အမြင်တစ်ခုရရှိလာနိုင်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ယဟန္တာဖြစ်သွားတာပဲကြည့်ဦးသူဘာသူဖြစ်တာမဟုတ်ဘူးရှင်သာရိပုတ္တရာအလောင်းဟာမေကောင်းဆွေကောင်းမရလို့ ပင်ကိုအနေထားကအမတဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ပဲရံပြက်လာမှဉာဏ်ထက်တာမဟုတ်ဘူးမွေးကလေးက intelligent ဉာဏ်ပညာထက်တဲ့ပုဂ္ဂိုလ်ပဲသို့တော့ပြင်မဲ့ကအကြောင်းတစ်ခုလုံးနေသည့်အတွက်ကြောင့်အမှန်တရားကိုလိုက်ရှာတာအတော်ကြာအောင်အမှန်တရားမတွေ့နိုင်ဘူးရှင်းဘာကြောင့်လဲအတွင်းအကြောင်းရှိတော်လဲအမှန်တည်းအပြင်အကြောင်းတရားက ထောက်ပံ့မပေးသေးဘူးရှင်အတ္တစီနဲ့တွေ့လိုက်တဲ့အခါကျတော့ဘုရားဝါဒကိုအချင်းချုပ်လေးရှင်းပြလိုက်တယ်ယေတမဟေတုပ္ပဝါတေတံဟေတုံတထာဂတောသဘာဝတရားတွေဟာအကြောင်းကိုအခြေခံဖြစ်တာတဲ့အဲ့ဒီအကြောင်းကိုဖြစ်တဲ့အခြေခံဖြစ်တဲ့တရားတွေကိုလည်းမြတ်စွာဘုရားကဟောတယ် ဲ့ဒီအကြောင်းကိုအခြေခံဖြစ်တဲ့တရားတွေရဲ့အကြောင်းရင်းအစစ်မှန်ကိုလည်းမြတ်စွာဘုရားကဟောတယ်။အဲ့ဒီအကြောင်းတရားတွေခြုံငိမ့်သွားလို့ရှိရင်လည်းအကျိုးတရားတွေခြုံငိမ့်သွားတယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောတယ်။ချုပ်ငိမ့်တဲ့နိလန်းတွေကိုလည်းဟောတယ်လို့သစ္စာလေးပါးကိုအချင်းချုပ်လေးပြောလိုက်တာဒုက္ခနဲ့သမှုတရားဒီနှစ်ခုနာလိုက်ရတာနဲ့ပဲရှင်သာရိပုတ္တရာအလောင်းမှာတောတပ်ဖြစ်သွားတာ ရတ္တောကောတလို့ခေါ်တဲ့မှန်ကန်တဲ့တရားတရားသာပြင်ပအကြောင်းတရားမိမိကိုယ်၌ကအတိညာရှိတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်တယ်ဆိုရယောနိသောမနတိကာရအတွင်အကြောင်းတရား external condition နဲ့ internal condition အချိုးညီညီပေါင်းစားလိုက်တဲ့အခါကျတော့သောတပန်ဖြစ်ဆင့်ရောက်သွားတာတန်တရားတွေကင်းသွားတယ်မှန်ကန်တဲ့အမြင်တစ်ခုရတယ် ဲ့ဒါဆိုလို့ရှိရင်မိကောင်းဆွေကောင်းဟာဘလောက်အရေးကြီးတယ်ဆိုတာမထင်ရှားပဲဘူးလားမထင်ရှားပါဘူးခင်ဗျာအေးမိကောင်းဆွေကောင်းဆိုတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါတန်တရာခရီးမှာရှောင်းလန်းနေကြတဲ့ပုဂ္ဂိုလ်တွေမိကောင်းဆွေကောင်းဆိုတာအမှန်တမ်းအရေးကြီးမိကောင်းဆွေကောင်းအရေးကြီးတယ်လို့မိမိကိုယ်ထိုင်ကလည်းယောနိတော်မနေတိကာရ wise attention လို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုဆိုတဲ့ကိုယ်ပိုင်အသိဉာဏ်ရှိဖို့ကလည်းလိုအပ်သေးတယ်နော်အဲ့ဒီအခြေအနေနှစ်ရပ်ဟန်ချက်ညီညီမိမိတို့တဏ္ဍာမှာရှိပြီဆိုလို့ရှိရင်လောကကြီးပွားရေးပဲလှုပ်လှုပ်တန်တရာကြီးပွားရေးပဲလှုပ်လှုပ်နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့တရားဓမ္မပဲချင့်ချင်းသူပုဂ္ဂိုလ်ဟာအောင်မြင်မှာပဲသိကြတယ် အဲ့တော့ဘုန်းကြီးတို့တွေကအကျိုးကိုလိုချင်လို့ရှိရင် အကြောင်းကိုဆီးဘူးရတယ်အကျိုးကိုမှတ်မျောပြီးတော့အကြောင်းတရားကို မလုပ်ဘူးဆိုရင်ရပါ့မလားမရပါဘူးအလင်းရောင် လိုချင်လို့ရှိရင်လျှော့ဆင်းပြီးဖြစ်စီဖြောင်းနိုင်ပြီးဖြစ်စီအခုထွန်းရမှာမဟုတ်လားအလင်းရောင်ကြီးပဲယူလို့ရတာမဟုတ်ဘူးအလင်းရခြင်းရဲ့အကြောင်းတစ်ခုကိုရှာဖွေရတာပဲ။ ထို့တူပဲကောင်းကျိုးချမ်းသာကိုရစေရချင်ပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာ ရနိုင်တဲ့အကြောင်းတရားတွေလှုပ်ဖို့လိုတယ်မလှုပ်ဘဲနဲ့ထိုင်းနေလို့တော့ဘာမှဖြစ်မလာဘူးတဲ့လောကလူတွေကကြည့်လေမျက်စိကကောင်းတာလှတာလေးနှစ်သက်ဆရာလေးမြင်လိုက်လို့ရှိရင်ဟဲ့မင်္ဂလာရှိလိုက်တာမပြောကြဘူးလားနာကตายရတဲ့အတန်လေးကြားနိုင်လေအမလေးမင်္ဂလာရှိလိုက်တာဒီနေ့ ဒါလောကလူတွေမြင်နေတဲ့မင်္ဂလာเนาะမြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးကောင်းတာလေးမြင်တာနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးကောင်းတဲ့အတန်လေးကြားရရုံနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးမင်္ဂလာရှိတယ်ဆိုတာလူမိုက်ကိုမပေါင်းတာလဲမင်္ဂလာရှိတယ်ပညာရှိသူတော်ကောင်းကိုပေါင်းတဲ့ဆက်ဆံတာလဲမင်္ဂလာရှိတယ်ဆိုပြီးတော့ 38ဖြာမင်္ဂလာတရားတွေကိုဟောသွားတာမှန်တယ်များအကြောင်းတရားတွေကြီးပဲဒါတွေလှုပ်လို့ပြောတာနော်ဒါတွေလှုပ်လို့ပြောတာလှုပ်ရမှာနဲ့မလှုပ်ရမှာဒီနှစ်ခုပဲပြောသွားတယ်လေအာရတိဝိရတိပါပါမစ္ဆပါနာသတန်မောမလှုပ်ရမယ့်ဟာတွေကိုပြောထားတာနော်အာရတိဝိရတိပါပါမကောင်းတာတွေကရှောင်းတဲ့မစ္ဆပါနာသတန်မောတဲ့အယက်သေးစာဘီယာ ဒါတွေမတော့နဲ့တဲ့။ဟောကိုကဒါတွေမဖြတ်နိုင်ဘူး။မင်္ဂလာရှိပါမလား။ရှိပါဘူး။ရှိနိုင်မင်္ဂလာမရှိနိုင်။မင်္ဂလာဆိုတာဘာလဲဆိုရင်ဘဝမှာအောင်မြင်ကြီးပွားမှုနဲ့ချမ်းသာဒုက္ခရရှိမှုကမင်္ဂလာပဲ။အဲ့ဒီမင်္ဂလာတွေရခြင်းလို့ရှိရင်မင်္ဂလာရချောင်းတရားကိုစီးပူးအထုပ်ပါလို့ရသဗျာ။ကုဒီမှာလည်းပဲမိတ်ကောင်းဆွေကောင်းဆိုတာ အကြောင်းတရားတစ်ခုပဲမိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့တခါတော့ကသာဝတ္တိကေသုတ်တံတစ်ခုမှာရှင်အနန္ဒမထေရမြတ်ကစဉ်းစားကြည့်တာသူ့ဘာသူစဉ်းစားတာရှင်အနန္ဒစဉ်းစားပုံကလောကလူတွေစဉ်းစားပုံနဲ့သွားတူတယ် လောကလူတွေစဉ်းစားတာဘလို့စဉ်းစားတော့ဆိုလို့ရှိရင်အေးဆရာသမားကလည်းသင်တာပဲဒါပေမဲ့ငါကိုယ်တိုင်ကလည်းကြိုးစားတယ်အဲ့တော့ဆရာသမားရဲ့အထောက်ပံ့က90ရာခိုင်နှုန်းငါကိုယ်တိုင်ကြိုးစားတာက90ရာခိုင်နှုန်းငါရဲ့အောင်မြင်ကြီးပွားမှုဟာဆရာနဲ့ငါ50 50ပဲလို့ဒီလိုပြောကြတယ်မပြောဘူးလား ဒီလိုပြောလို့ရှိကြတယ်နော်ရှင်အနန္ဒာလည်းအဲ့လိုတွေးတယ်တခါတော့ရှင်အနန္ဒာဒီလိုတွေးတာလောကလူသားတွေတွေးပုံနဲ့သွားတူတယ်သူဘယ်လိုလျှောက်တုံဆိုမြတ်စွာဘုရားအရှင်ဘုရားတဲ့ဟောဒီဗြမစရိယမြတ်သောအကျင့်ကျင့်ဖို့သာသနာတော်ကြီးနဲ့ဂျုံတွေ့ပြီးမြတ်သောအကျင့်ကျင့်နိုင်ဖို့ နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့ကိစ္စမှာတဲ့ကလျာဏမိတ်တမိကောင်းဆွေကောင်းဟာတဝက်လောက်အကျိုးပြုပါတယ်လို့ဘုရားဟောလျှောက်တယ်ဖြစ်တည်ပဲသူကเนาะရာခိုင်နှုန်းအပြည့်မဟုတ်ဘူးရာခိုင်နှုန်း90သူကတွေးတယ်လေဆရာသမားတွေက သင်ပေးတာရာခိုင်နှုန်း90ငါကိုယ်တိုင်ကြိုးစားတာက90လို့ဒီလိုတွေးတာပဲ ဒါလောကလူသားတွေတွေးတဲ့အတွေးပဲရှင်အနန္ဒာအဲ့လိုလျှောက်တော့မြတ်စွာဘုရားကတောက်လျှောက်မိတ်နဲ့အနန္ဒာအဲ့လိုမပြောနဲ့မင်းပြောတာမှန်ဘူးတဲ့မဟုတ်ဘူးတဲ့မြတ်တော်အချင်းချင်းပြီးတော့ထူးခြားတဲ့တရားဓမ္မကိုရတယ်ဆိုတဲ့ဟာတဲ့ရာခိုင်နှုန်းတရားအပြစ်မိကောင်းဆွေကောင်းရဲ့အကျိုးပြုမှုပဲမြတ်စွာဘုရားက မိကောင်းဆွေကောင်းဘလောက်အရေးကြီးတယ်ဆိုတာအဲ့ဒီတုတ်တံမှာရာခိုင်နှုန်းအပြည့်100%တို့လို့ပြောတာနော်100%အကျိုးပြုတယ်ယသော်ဘုရားကဘာထောက်ထားပြတော့ဆိုလို့ရှိရင်ကဲမင်းတို့စဉ်းစားကြည့်တယ်အာနန္ဒငါဘုရားမပွင့်ဘူးဆိုလို့ရှိရင်ခုလိုတရားတွေသိခွင့်ရပါမလားဟုတ်ဘုရားပွင့်ပြီးတော့တရားဟောလို့ဒါတွေသိရတာဆိုတော့ ားလုံးဟာဒီသိရတဲ့အတိတွေဟာအကုန်လုံးဖရာပေါ်မှာ100%ဒီလိုဆိုလိုတာနော်ရှင်သာရိပုတ္တရာမထေရလည်းကြည့်သူကိုယ်တိုင်လိုက်ရှာနာပဲမသိရတရားကိုလောကမှာတော်တော်ချမ်းသာတဲ့လူတယောက်ပဲတထေသားတယောက်ပဲသို့သောမိကောင်းဆွေကောင်းကိုရှာမတွေ့နိုင်တဲ့အတွက်ကြောင့်အမတ္တဆိုတဲ့တရားကိုရှာတာရှာလုံးတွေ့ဘူး ရှင်အတ္တစီနဲ့တွေ့တဲ့အခါကျတော့မှသူအမတတရားကိုတွေ့တယ်ဆို100%ရှင်အတ္တစီရဲ့အကျိုးပြည့်မှုပဲပေါ့အကယ်၍ရှင်အတ္တစီမပါဘူးဆိုလို့ရှင်လုံးဝမသိနိုင်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားကရာခိုင်နှုန်းအပြည့်အကျိုးပြုတယ်လို့ရှင်အနန္ဒာကိုဒီလိုပဲဟောတယ်ငါဘုရားမပွင့်ဘူးဆိုလို့ရှင်တဲ့တတ္တဝါတွေဟာငါဘုရားတရားမနာရလို့ရှင် နန္ဒယောဆင်းရဲတဲ့မှာဝိတုခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဇာတိတရားကလည်းမလွတ်နိုင်ဘူးစရာတရားကလည်းမလွတ်နိုင်ဘူးဗျာတိတရားကလည်းမလွတ်နိုင်ဘူးမရဏတရားကလည်းမလွတ်နိုင်ဘူးငါဘုရားဟောကြားတဲ့တရားကိုနာရလို့သာဒါတွေလွတ်သည့်အတွက်ကြောင့်ရာခိုင်နှုံးအပြစ်အကျိုးပြုပါလေလို့ဟောရှင်သာရိပုတ္တရာကျတော့တုတ်တန်တစ်ခုမှာ ရှင်သာရိပုတ္တရာဒီစကားမျိုးကိုမြတ်စွာဘုရားကိုလျှောက်တယ်။ရှင်သာရိပုတ္တရာဆိုတော့ဖျားပြီးဉာဏ်ပညာအထက်ဆုံးပုဂ္ဂိုလ်။သူမြင်တာကမြတ်စွာဘုရားမြင်တယ်လို့ပဲမြင်တယ်။လောကလူသားတွေလို့မမြင်ဘူး။မြတ်သောအခြင်းကိုကျင့်ဖို့တရားဥတရားမြတ်ရဖို့ဆိုတဲ့နေရာမှာတဲ့ကလျာဏမိတ်တာဟာလုံးဝရာခိုင်နှုန်းအပြည့်အကျိုးပြုပါတယ်ဘုရားလို့မြတ်စွာဘုရားလျှောက်တော့ဘုရားကမှန်တယ်တဲ့ပြောတာ။ ဟောတုတ်တန်နှစ်ခုရှိအဲ့ဒါကိုထောင်းလိုက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့အရေးဟာကလျာဏမိတ္တလို့ဆိုရယ်မိတ်ကောင်းဆွေကောင်းရှိဖို့လောက်အရေးကြီးတယ်အမတန်မှအရေးကြီးတယ်လို့ပြောရမယ်နော်အဲ့တော့နိဗ္ဗာန်ချမ်းသာလို့အလွန်လလန်းမမီတဲ့တဏှာဟောကလွတ်မြောက်တဲ့ချမ်းသာဒုက္ခမျိုးတောင်ကလျာဏမိတ်တာဟာအရေးကြီးသေးတယ် ဒါလောက်အရေးပါတဲ့ကိစ္စတောင်ကလျာဏမိတ်တာပါရသေးတယ်။တမ္မာလောကီရေးကိစ္စတွေမှာလည်းပဲကလျာဏမိတ်တာအကျိုးပြုမယ်ဆိုတာအမတန်မှထင်ရှားတယ်ပေါ့။ဒါကြောင့်မလို့မိတ်ကောင်းဆွေကောင်းတီးဖို့လိုတယ်။မိတ်ကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်အလုံးကလက်ခံတယ်။မိတ်ကောင်းဆွေကောင်းပေါင်းသိရမယ်ဆိုတာအသိဉာဏ်ရှိတဲ့လူတိုင်းကလက်ခံတယ်။သို့သော် ကိုပေါင်းနေတဲ့မိတ်ဆွေသည်တကယ်မိတ်ကောင်းလားဆွေကောင်းလားဆိုတာကြတော့လူတိုင်းမသိပြန်ပါတာကြမိတ်ကောင်းထင်ပြီးတော့ပေါင်းတင်ဆက်ဆံနေကြတာတွေအများကြီးရှိတယ်နော်မိတ်ကောင်းဆွေကောင်းမဟုတ်ဘူးသို့တော့ကိုကမိတ်ကောင်းဆွေကောင်းထင်နေမိတ်ဆွေဆိုတာအာကြီးတဲ့မိရအကြောင်းတစ်ခုလို့ ဥပနိဒေယပစ္စယောဆိုပြီးတော့မြတ်စွာဘုရားကဟောထားတာရှိတယ်။အာကြီးတဲ့မိယာတစ်ခုပဲ။အေးမိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားထိုထိုသုတ်တန်တွေမှာဟောထားတာရှိတယ်။အဲ့ဒီထိုထိုသုတ်တန်တွေမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်မိမိတို့ဘဝအနေနဲ့မိကောင်းဆွေကောင်းကိုရွေးထပ်လာပါလိမ့်မယ်။ အဲ့ဒီတုတ်တန်တွေကိုဖတ်ရှုလေ့လာခြင်း나유မှတ်သားခြင်းဖြင့်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေဟာတို့အတွက်မိတ်ကောင်းဆွေကောင်းလားလူတွေကကိုယ်ကသာမိတ်ကောင်းဆွေကောင်းရှာတယ်ဆိုလို့ရှိရင်ကိုကိုယ်တိုင်ကရောတစ်ဖက်သားရဲ့မိတ်ကောင်းဆွေကောင်းဖြစ်အောင်မလုပ်သင့်ဘူးလားအေးအဲ့ဒီအပိုင်းကိုမေ့မနေကိုကတော့မိတ်ကောင်းဆွေကောင်းနဲ့ပေါင်းညင်တယ် ုကိုယ်တိုင်ကရောတစ်ဖက်သားရဲ့မိကောင်းဆွေကောင်းဟုတ်ကဲ့လားကိုကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်ရမယ်ကိုပေါင်းတဲ့ပုဂ္ဂိုလ်ကလည်းမိကောင်းဆွေကောင်းဖြစ်ရမယ်ဟုတ်ကဲ့လား association ဆိုတာပေါင်းတဲ့ဆက်ဆံတဲ့ဆိုတာတစ်ဖက်သားကြည့်လို့မရနှစ်ဖက်စလုံးကြည့်ရနှစ်ဖက်စလုံးကြည့်လိုက်လို့ရှင်ကိုကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းနဲ့ပေါင်းတဲ့ ိုပေါင်းတဲ့မိတ်ဆွေကလည်းမိတ်ကောင်းဆွေကောင်းဖြစ်တယ်ကိုကိုတိုင်ကလည်းမိတ်ကောင်းဆွေကောင်းဖြစ်ရထိုပုဂ္ဂိုလ်ရဲ့မိတ်ကောင်းဆွေကောင်းဖြစ်ရကောင်းပြီမိတ်ကောင်းဆွေကောင်းဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာမိတ္တသုတ်ဆိုပြီးတော့ဟောထားနေတယ်ရှင်။အဲ့ဒီထဲမှာပေါင်းသင်းတိုက်တဲ့မိတ်ဆွေတဲ့မိတ်ကောင်းရဲ့တွင်ပြင်လက္ခဏာမိတ်ကောင်းဆိုတာ လူစိုးလူကောင်းဆိုတာယုတ်ကြည်ုံနဲ့သိပါ့မလားသိပါပါဘုရားသိတယ်အပေါ်ယံကြည်ုံနဲ့တော့မသိဘူးဒါကြောင့်ငယ်ငယ်တော့ပြောကြတယ်မင်းလူစိုးဆိုတာဂျိုနဲ့မှမဟုတ်တာဘယ်သိလဲနော်ဂျိုပေါက်နေရင်တော့သိရင်သိမှာပေါ့အဲ့ဒါကြောင့်မလို့လူမြင်ယုံနဲ့ဒီလူဟာလူကောင်းလားလူစိုးလားလို့သိလို့မရဘူးဘာနဲ့သိရတော့ဆိုသူ့ရဲ့လောက်ရက်ပုံမှာငူပြီးတော့ငူတီးပြီးတော့သိရတယ် ူလုတ်တဲ့လုတ်ရက်တွေကိုကြည့်ပြီးတော့ဒီလူဟာလူကောင်းလားလူဆိုးလားဆိုတော့ခွဲခြားသိတယ်အဲ့တော့မိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့အကဲခတ်လို့ရတဲ့အခြေအနေလေးတွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်။နံပါတ်၁ကပါတော့ဆိုဒုဒ္ဒတံတဒါတိပေးနိုင်ခဲ့တဲ့အရာကိုကို့မှာအကူအညီလိုနေလို့ ပေးနိုင်ခဲ့တဲ့အရာကိုပဲစွန့်လွတ်ပြီးတော့ပေးထပ်လို့ရှိရင်ဒါမိတ်ကောင်းဆွေကောင်းပဲဒုက္ကရံကရောတိတာမန်ပုဂ္ဂိုလ်တွေလုံးဖို့မလွယ်ဘူးလုံးနိုင်ခဲ့တဲ့အရာကိုပဲလုတ်ပေးတယ်ဆိုလို့ရှိရင်လည်းမိတ်ကောင်းဆွေကောင်းပဲဒါတော့ဘလောက်ခဲရင်းနေဆိုတာတော့အတိုင်းအတာတစ်ခုရှိတာပေါ့နော်နောက်တစ်ခုက ဒုက္ခမံခမတိတကယ်သီခံနိုင်ခဲ့တဲ့အရာအမှန်ပုဂ္ဂိုလ်ဒီသီခံနိုင်မှုသီခံနိုင်ခဲ့တဲ့အရာကိုပဲသီခံတတ်တယ်ဆိုလို့ရှိရင်ဒါမေကောင်းဆွေကောင်းမေကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ္တတုံမှာမြတ်စွာဘုရားအင်္ဂါရက်ကလေးတွေကိုထုတ်ပြီးတော့ဟောတာနောက်ဒုက္ခရောက်လာတဲ့အခါမှာ စွန့်ပစ်ပြီးတော့မသွားဘူးအဲ့ဒါလည်းမိတ်ကောင်းစင်ကောင်းပဲအခုလောကမှာအများဆုံးကຢာရူးလေးရှိရင်ပေါင်းကြတယ်ပက်ဆံလေးရှိရင်ပေါင်းကြတယ်ຢာရူးလည်းကြာသွားရောမမြင်ကြအောင်ဆောင်းဆင်းရဲမွဲတေဒေဝလီခံသွားတာနဲ့တပြိုင်နက်မမြင်ကြအောင်ဆောင်းဟုတ်ကဲ့လား အဲ့ဒီအနေထားမျိုးဆိုတော့လူများစုကိုပြောတာပါအများစုသည်ယာဓုကိုပေါင်းအများစုသည်ငွေကြေးဌနာကိုပေါင်းဟောဒီပုံစံမျိုးဖြစ်တယ်ပေါ့ဒါလောကကြီးရဲ့သဘာဝကဒီတိုင်းပဲเนาะအဲ့တော့မိကောင်းဆွေကောင်းဖြစ်ဖို့ရာဆိုတာအမြဲတမ်းအရေးကြီးကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်အာဘဒာတုနဝိဇဟတိ ဒုက္ခရောက်နေတဲ့အချိန်မှာစွန့်ပြီးမသွားဘူးတဲ့အဲ့ဒါမိကောင်းဆွေကောင်းလို့ပြောတယ်ငယ်ငယ်တုန်းကပုံမြင်လေးတစ်ခုဖတ်ရတယ်အမှန်တမ်းမှမှတ်သားစရာကောင်းတဲ့ပုံမြင်အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ထဲကပုံမြင်လေးတစ်ခုတကယ်ချင်းနှစ်ယောက်တောင်းအုပ်ကြီးတစ်ခုကိုဖြတ်သန်းသွားတယ်တယောက်ကတဏှတ်ပါတယ် လက်နဲ့ပါတယ်တယောက်ကမပါဘူးတနတ်ပါတဲ့လူကဘာပြောဒီနေရာမှာဆင်မဲ့တွေ့တွေ့ကြားပဲတွေ့တွေ့ဘာကောင်းမဲ့တွေ့တွေ့ဟောငါကာကွယ်နိုင်တယ်ပေါ့ဘယ်ကောင်မှမကြောက်ဘူးသူကအဲ့လိုပြောပြောလို့မှမဆုံးသေးဘူးလမ်းခွေတခွေကဝက်ဝန်ကြီးရဲ့ဘွားကနေပေါ်လာတာ အဲ့ဒီချိန်မှာဘာလုပ်တုံးဆိုတော့သူ့တန်ငယ်ချင်းကဘာလက်နဲ့မှမပါရှာဘူးသူကတဏ္ဍကြီးနဲ့ဝိုက်ဝန်းကြီးလည်းတွေ့လိုက်ရောမင်းသားကတစ်ပင်ပေါ်တက်ပြေးပါလေရောလက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားကြတယ်နော်လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားကြတယ်ကိုလူယုံပြီးထွက်ပြေးသွားတယ်တဏ္ဍနဲ့မကာကွယ်တယ်ပြောလို့မှအတန်မတိတ်သေးဘူးဝိုက်ဝန်းနဲ့ပဲပင်းမှတွေ့တိတ်လို့မရတဲ့အနေအထားမျိုးမှာကာရယုတ်ခနဲ့ဆိုတော့ သူကအရင်မြင်တာဟိုလူကမမြင်ဘူးသူတန်ငယ်ချင်းတတိတောင်မပေးဘူးဆိုရုပ်ခနဲ့ထွက်ပြေးသွားတန်ငယ်ချင်းလှုပ်တဲ့လူကတိမ့်ဖို့အချိန်မရတော့ဘူးအဲ့တော့သူ့အသက်ကိုသူကာကွယ်တဲ့အနေနဲ့လှဲပြီးတော့အိတ်လိုက်ပြီးတော့အသက်မရှိအောင်ချုပ်ပြီးအသေးကောင်းရောဆောင်းပြီးတော့နေလိုက်ရတယ်ပြေးဖို့ကအချိန်မရလိုက် အဲ့ဒီချိန်မှာဝက်ဝင်ကြီးကအနာနာလာပြီးတော့ခေါင်းကိုရှာနေရက်တယ်ဟိုနန်းဒီနန်းလှုပ်တယ်ပေါ့အဲ့ဒါမလှုပ်ရဲဘူးအသက်လည်းမရှူရဲဘူးငြိမ့်နေရလှုပ်လိုက်ရင်တော့ကြိုက်တော့မှသေချာတယ်အဲ့ဒါလိုငြိမ့်နေတဲ့အခါကျတော့ဝက်ဝင်ကြီးကလက်နဲ့ဟိုဘက်ကပုတ်ကြည့်ဒီဘက်ကပုတ်ကြည့်အသေးကြီးပဲဆိုပြီးတော့ဝက်ဝင်ကြီးကသူ့လမ်းသူ့လျှောက်သွားတယ် ဝဲဝင်ကြီးတကိကွယ်သွားပြီဆိုတော့မှဟိုတဏ္ဍနဲ့ကောင်ကတိပ္ပမောကနေဆင်းလာတယ်ဆင်းလာပြီးတော့တငယ်ချင်းတငယ်ချင်းမင်းဝဲဝင်ကြီးကတူ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 နဲ့ဘာပြောသွားတာတော့ဘာပြောသွားတာတော့ဆိုတော့ဟိုလူကပြောတယ်အေးဝဲဝင်ကြီးကငါနန္ဒကပြောသွားတာတော့မိတ်ဆွေတငယ်ချင်းမပီတာတဲ့အကောင်မျိုးနောက်ဘယ်